အားလုံးပဲမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင်အခုတခါတင်ဆက်ဖတ်ပြမှာကတော့ဆရာမောင်တာချူရဲ့ဆောင်းပါးတူလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဆောင်းပါးကောင်းစဉ်တယောတော်ပါဘန်ကောက် ကွယ်လွန်သူတန်အမတ်ကြီးဥသက်ထွန်ဤစာများကိုဆွဲဆွဲလန်းလန်းဖတ်လိရှိရာမြမတအူးဤကဘာအမြင်စာအုပ်ထဲ၌အိမ်နင်းချင်းထိုင်းနိုင်ငံအကြောင်းရေးပုံကလေးစိတ်ထဲမှဆွဲညိမိပါသည်ဆရာကြီးကမြမနှင့်ထိုင်းကိုအင်္ဂလိပ်လိုခေါင်းစဉ်ပေးလိုက်ပုံက not so identical twins တဲ့ဒါကိုပဲမြမလိုပြန်ရေးထားလိုက်ပုံကလေးကတိတ်မတူသောအမွာညီနောင်တဲ့ ဒီကောင်းစဉ်အောက်တွင်နိုင်ငံသားယောက်ចောင်းသားတို့ဘယုတ်ကြကြလီတော်အခါမြန်မာចောင်းသားကထိုင်းចောင်းသားយ៉ាងဆောင်က ထိုင်းចောင်းသားကမြန်မာចောင်းသားយ៉ាងဆောင်ကြပုံများဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ရာ၌တူညီကြပုံများစင်ဖြူကိုယတနာအဖြစ်တတ်မှတ်ကြပုံများစကားပြောရာတွင်စင်ဆောင် languages ကိုနိုင်ငံအတန်ဖြင့်ပြောကြပုံများစသည်စသည်ဖြင့်နှိုင်းရှင်ရေးသားထားခဲ့ရာတ တော့ကိုပေါ်လွင်လှပါသည်ဘန်ကောက်စင်ချေဖုံးမှဒနိပင်လေးတွေပေါက်နေပုံက ရန်ကုန်နဲ့တူလာပါပြီမှန်ပါဤထိုင်းနဲ့မြန်မာကို ခွဲခြားဖို့ရန်မှာနည်းနည်းကလေးခတ်ပါသည် စကားပြောလိုက်တော့မှသာတိတိတတ်တာကွဲပြားသွားခြင်းဖြစ်ပါသည်ဘန်ကောက်လိုမြို့တော်ကြီးမှပင်လင် အင်္ဂလိပ်စကားကို ပြောဆိုဖို့ရာ လူတော်တော်ရှာရပါသည် ထိုင်းတွင်ဘန်ကောက်နှင့်ဇင်းမယ်ကလွဲလှင်မြို့တဲ ယ်မျိုးမွားကလေးတွေကြီးပဲဖြစ်ရာ ထိုင်းမှန်လင်ဘန်ကောက်သားဖြစ်ဖို့ဘန်ကောက်မှာနေနိုင်ဖို့ကြိုးပမ်းကြသူတွေကြီးတာဖြစ်ပါသည်မြန်မာတို့ကထိုင်းကိုရှမ်းဟု ခေါ်ကြမည်ဖြစ်ပါ၏ထိုင်းစကားကိုရှမ်းစကားတဲ့ထိုင်းအစားအစာကိုရှမ်းစာတဲ့ထိုင်းဘက်ကန်းကို ရှမ်းကန်းတဲ့ မြန်မာကိုထိုင်းကကြိုက်သလားဟုမေးကြည့်ဖူးပါသည်။ဘန်ကောက်ရောက်မြန်မာတို့ကတည်တည်ချာချာစဉ်းစားပြီးမှဖြေပါသည်။မကြိုက်ပါတဲ့။ထိုင်းသားများထိုင်းမများကမြန်မာဆိုလျင်ကြကြမမဘဝချင်းပေါင်းဆက်ဖို့စဉ်းစားခဲပါလေတဲ့။သို့တော်ထိုင်းမမြန်မာတွေအများကြီးဘန်ကောက်နှင့်ရန်ကုန်ကူးတန်းနေသည့်လေရင်ကြီးတွေထဲမှ အများစုက ထိုင်းနှင့်မြန်မာများ။ ကပ္ပေယာမမျိုးတော်ကြီးများချင်း၌ရန်ကုန်မပါဝင်တော်လဲဗန်ကောက်ကတော့ပါပါသည်ဗန်ကောက်ကိုအလင်အမြန်ကြီးထွားဖွင့်မျိုးလာစီရန်လှုပ်ဆောင်ရ၌ဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နဝော့ကီ ကျေးဇူးနှင့်မကင်းပါထိုင်းတွင်ရောက်တတ်သမျှသောနေရာတွေ့တတ်သမျှသောလူတို့နှင့် စကားပြောကြည့်ရာထက်စင်ကိုကြိုက်ကြောင်ပြောသူတွေက အရေးအတွက်မနှဲလှပါဒေါမန်လီစိတ်ကြီးကြီးကျယ်ခမ်းနားလှသည်မှာမှန်ပါ၏သို့တော်ပါဇက်အဟောင်းသားကို ပြန်ပိတ်၍မတော်နိုင်လောက်အောင် တိဆောက်ပစ်လိုက်သည့်တူဝနာဘူမိလီစိတ်ကြီးကထက်စင်ဤအာထုတ်ခဲ့မှုဖြစ်ပါသည်ဘန်ကောက်ဒေသတွင် ပြေးလွှားနေသည့်တက္ကစီများတွင် နှလားတက်တန်သုံးလားတက်တန်တက်တန်တို့ဖြစ်ပြေးလွှားနေသည့်တက္ကစီများရှိတကဲ့သို့အမြဲတမ်းမီတာဖြစ်ပြေးဆွဲနေသည့်တက္ကစီများလည်းရှိပါသည် တက်ပြီဆိုသည်နှင့်35ဘတ်တဲ့မြန်မာငွေတထောင်ဝန်းကျင်တထွာလောက်လိပ်ပြီးပြန်ဆင်းလဲ35ဘတ်တထောင်လောက်လိပ်ပြီးပြန်ဆင်းလဲ35ဘတ်ခီးဝဲလင်မူ35ဘတ်တန်ခီးအကွာအဝေးကိုရောက်ပြီးပါမှမီတာကဆက်တက်လာခြင်းဖြစ်ရာဈေးစစ်စရာမလိုအတိအကျတက္ကစီစီရသည်မှာစိတ်ချမ်းသာဖို့ကောင်းပါသည်ဘတ်ကားတွေကမူအမျိုးမျိုးအထွေထွေဘယ်အထိစီစီ၈ဘ ဖတ်ဆိုသည့်ကားကြီးတွေကို တွေ့နိုင်ပါသည်မြန်မာငွေ240ဝန်းကျင်ပေါ်လေအေးပေးဆက်ပါသောကားတွေကမူခရီးအနီးအဝေးအလိုက်ကြားသင့်ငွေတောင်းခံပါ၏ကြိုက်ဖို့အကောင်းဆုံးကားများမှာကအမိုးအနီနှင့်ဟွန်နိုင်းဘတ်ကားကြီးများပင်ဖြစ်ပါသည် အလကားတပြားမှပြီးเสียမလို့ လိုင်းပေါင်းစုံ၌အခမဲ့ဝင်ရောက်ပြေးဆွဲနေခြင်းဖြစ်ရာကုန်ကြငွေကိုနိုင်ငံတော်ကကြားခံပေးထားခြင်းဖြစ်ပါသည်ဓာတွေကိုတက်ဆင်လက်ထက်ကပင်စီမံပေးထားခဲ့ခြင်းဖြစ်ပါသည်ဘဏ်ကောက်ကကားပေါ်ပါသည်ထို့ကြောင့်စက်တန်တလောက်လဲစက်ပါသည်သို့တော်ရန်ကုန်လောက်တော့မဆိုးရင်းမာမိုးပြန်တရားကြီးများသောဟုဆိုနိုင်ပါသည်ပုံမှန်လမ်းမကြီးများပေါ်မှနေ၍ဝဲရမြင်သည့်နေရာသို့တက်လိုက်တက် လိုက်မိုးပြန်လန်းတွေအစင်းစင်အထက်ထက်ရှိနေပါသည်သက်ဆိုင်ရာကုမ္ပဏီများကကောက်ခံသောလမ်းကြီးကိုဘတ်90ဘတ်60စသဖြင့်ပေးပြီးလင်မောင်းပေတော့စုလေဖျားမှသည်ရွှေပြည်သားလိုမျိုးလှိုင်းသားရလိုမျိုး တွန်တေးလိုမျိုး၊ကွန်းချံကုန်းလိုမျိုးသွားမြင်းသူအဖို့အချိန်ကုန်ခံကအောက်လန်းကနေသွားနေစရာမလိုတော့ဒီအခြေခံတွေကတက်ဆင်လက်ထက်က တိဆောက်ပေးထားခဲ့ခြင်းဖြစ်ပါသည်။ 1949ခုဇူလိုင်26နေ့မွေးသူ Taxational Walk ကို ထိုင်းနိုင်ငံပေါ်ဩဇာကြီးသူတယောက်အဖြစ်မီဒီယာများက ဖော်ပြကြမည်ဖြစ်ပါသည်။ချင်းမိုင်မြောက်ပိုင်းမြို့ကလေးတစ်မြို့ကနေမွေးဖွားလာခဲ့သူဖြစ်ပြီးရဲအရာရှိတင်နန်းစင်းတယောက်ဖြစ်က1983တွင် အမေရိကန်နိုင်ငံကနေ ဝဲလွန်ဒီဂရီယူလာခဲ့သူဖြစ်ပါသည်1998တွင်ထိုင်ရက်ထိုင်ပါတီကိုတီထောင်ကနိုင်ငံရေးလောကတဲသို့ဝင်ရောက်ခဲ့သည်မှလည်းအများအသိပင်ဖြစ်ပါသည်သူပါတီထိုင်ရက်ထိုင်ကထိုင် left times who ဟုအတိတ်ပဲတက်ရောက်ပါလေတတဲ2001၌ဝန်ကြီးချုပ်ဖြစ်လာက2006တွင်ပြည်ပသို့ခရီးထွက်နေစဉ်စက်တင်ဘာလတည်းစစ်တပ်ကအာဏာသိမ်းသည်ကို ခံလိုက်ရခြင်းဖြစ်ပါသည်ထို့ဖြင့် UK သို့သွားနေထို့နောက်နိုင်ငံအတွင်းသို့ပြန်အလာ အမှုကိုရင်ဆိုင် နောက်ဆုံးလန်ဒန်နှင့်ဒူဘိုင်း၌တလဲစီနေရင်းကအသက်65နှစ်သက်တမ်းကိုဖြတ်တန်းနေခြင်းဖြစ်ပါသည် တက်စင်လက်ထက်၌လူထုဆက်သွယ်ရေးကွန်ရက်ကြီးကိုအောင်မြင်စွာတိဆောက်ပေးနိုင်ခဲ့သည်မိုဘိုင်းဖုန်း SIM ကတ်တစ်ခု49ဘတ်ကျပ်1500ဝန်းကျင်ကိုကြိုက်သည့်နေရာ၌ကြိုက်သည့်၍ ကြိုက်သည့်လူဝယ်ယူနိုင်အောင်ဖန်တီးခဲ့သည်။ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုအထူးဂရုစိုက်၍စီမံပေးခဲ့ဖူးသည်။2004ဆူနာမီဘေးအန်ဒီယဲတင်းသူများကိုမြ мян ဆန်းဆန်းထိထိရောက်ရောက်ကူညီကယ်မခဲ့သည်။ဘန်ကောက်ကိုခွာထားသည့် ကျောက်ဖျားမြစ်ပေါ်ကအပြန်စားတရားကြီးတွေကို စီမံဖန်တီးပေးခဲ့သည်ထို့ကြောင့်သူ့ကိုဆင်းရဲသားလူတို့ကထောက်ခံခဲ့ကြခြင်းဖြစ်ပါသည် အခုရက်တွေတဲဝန်ကြီးချုပ်ကနေပြုတ်ထားသည့်သူညီမယင်လတ်နှင့်အကိုကြီးတက်စင်တို့24ခွန်24တွင် Paris night တွေ့ဆုံပွေဖက်နေသည့်ပုံများမီဒီယာတွေ၌တွေ့နေရပါသည် ထက်စင်ကရှက်နှင်ဖြစ်ပါသည် သူကိုဆန့်ကျင်သူတွေကရှက်ဝါဖြစ်ပါသည်တက်စင်ကိုတက်ကအာနာသိန်းစဉ်2006တုန်းကစစ်သားတွေအစိမ်းရောင်ဝတ်ထားကြရတော့လေရင်ထဲကမူအနီကိုကြိုက်နေကြသဖြင့် watermelon soldier ဆိုသောစကလုံးပင်လင်း ဘန်စကော့ဤအွန်လိုင်းပေါ်၌တက်လာခဲ့ဘူးပါသည်စာရေးသူကျော်အောင်မြတ်ကယင်းကိုဖျဲသည်စစ်သားများတဲ့အခုတော့ဘန်ကောက်မှာတက်ဆင်လဲမရှိသူညီမယင်းလက်လဲမရှိတော့သို့တော်တွားလျာအရ၌လူတော်တော်များများကတော့မချိမဆန့်ဖွင့်ထွားနေသည့်ဘန်ကောက်မြို့ကြီးကို ကြည်ကာတက်ဆင်ကျေးဇူးတွေကို ထုတ်ဖော်ပြောဆိုနေသူတွေက ြောဆိုလို့နေကြတုံးပင်မဟုတ်ပါလားမောင်သားချူအခုလိုဆရာမောင်သားချူရဲ့တရောတော်ဘာဘန်ကောက်ဟူသောဆောင်းမတူလေးကိုနားဆင်ပေးကြသောခလစ်ကာများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခြင်းအားလုံးပဲအသိပညာဘ ഹു တုတ္တများနေ့စဉ်နဲ့အမျှတိုးပွားကြပါစေရှင်